ဟိုလေကျွန်တော်ဒီဘိုင်းနဲ့ပတ်သက်ပြောရရင်တော့အဲတတဲဘဝမှာဒါအခုဆိုရင်သူကားရေးစားရနေပြီပေါ့နော်ရုပ်ရှင်လောကရေးသူစားဝင်လာပြီပေါ့အဲ့တော့သူနောက်ထပ်နောက်ထပ်လည်းအများကြီးစကားရေးအများကြီးကြုံပါပါပဲဒါပေမဲ့သူဘဝမှာတတဲဆက်လက်ဖြူဆိုရဲစကောင်လေးကသူဘယ်ပြောနေနေအသက်ဘလောက်ကြီးကြီးပြန်တွေ့လိုက်တိုင်းမှာအမှတ်တရတစ်ခုဖြစ်စေမဲ့စကားဖြစ်မဲ့ဆိုတာအမှတ်ခံပါ ကဲအဲဒီနေ့ကတော့ဒါပြည်သူတွေကတည်ပြီးသားပေါ့နော်မမေ့ချီဦးပေါ့နော်ဒါကျွန်တော်ရဲ့ဒုတိယအမြတ်ရုပ်ရှင်ကားကြီးပေါ့အာဒီမမေ့ချီကပါဝင်တဲ့ဇဝင်ခန်းတခန်းကိုဒါကျွန်တော်ရဲ့ကူညီဖြစ်ပါတယ်ဝတ်ပါပါခင်ဗျာကျွန်တော်တို့ကအာဒီရပြီးလို့ပေါ့နော်ဒါပေမဲ့ဒီဇဝင်ခန်းပုံလေးတွေကိုပြည်သူတွေမြင်စားဆိုတာသိလို့အမတ်တရားရင်းနဲ့အာထုတ်ပြလို့ဒီထုတ်ပြအချိန်မှာပြည်သူတွေအများကြီးရင်ခုန်ပေးကြတယ်အများကြီးစိတ်ဝင်စားပေးကြတယ်ပေါ့နော်အဲ့တော့တစ်ခွက်လုံးအားရှိရသလိုအာအများကြီးစူးစမ်းဖို့လည်းအားရနေလည်းရပါတယ်အကောင်းဆုံးစူးစမ်းနေကြပါတယ်ဗျဟုတ် ဟုတ်ကဲ့အဲကျွန်တော်အစောကတည်းကပြောသလိုပါပဲခင်ဗျဒီကားမရိုက်ကူကင်တွေကပြောပြောခဲ့သလိုပဲပေါ့နော်ဒီတတဲဇလက်ဖြူဆိုတဲ့ဇက်ကောင်လေးကတဲစုငိမ်အတွက်ဖြစ်လာရလို့ပြောလို့ရအောင်ဟိုကန့်ညီမှုရှိနေပေါ့နော်အဲ့တော့ကျွန်တော်တို့ဘက်ကလည်းမရိုက်ကူကင်တွေကတဲတို့နဲ့ကျွန်တော်တို့တိုင်ပင်ပြီးတော့ဝတ်စုံတွေမိတ်ကက်တွေပိုင်းနေပေါ့နော်အကုန်လုံးတခြားဒီလေးပြင်ဆင်ခဲ့ကြရတယ်အခုရိုက်နေအချိန်မှာလည်းတခန်းတခန်းချင်းစီကိုကျွန်တော်တို့ဒါအဒရိုက်တာဆိုလဲစီတိုဆိုရဲ့ဒါလမ်းညွှန်မှုတွေကျွန်တော်တို့တခြားလေးစူးစမ်းပြီးတော့လုံနေကြအချိန်မှာစင်းနေစင်းနေကတော့အာပရိသတ်တွေ ဂျင်းနဲ့အာမှုရှိစေမယ်လို့ညွှန်လင့်ပါတယ်တတဲ့ပရိသတ်တွေတကယ်စိတ်မပျက်စရာပါလို့ကျွန်တော်အမှတ်ခံပါတယ်ဗျာအပြင်ကဒေသငင်းနဲ့တတဲ့ဆက်လက်ဖြူဆိုရင်အပြင်ကဒီ online ကလူတွေတိတဲ့ဒေသငင်းကဒီထဲမှာပါတယ်ပေါ့နော်ဒေသငင်းမှာပဲဒါပေမဲ့တတဲ့ရဲ့ဒီတချို့ခန်းလေးတွေကကျတော့အပြင်နဲ့နည်းတော့ကွာခြားမှုတွေရှိပါတယ်ဒါကတော့စင်ပေါ်မှာဆိုရင်တော့ drown နဲ့ပေါ့နော်အခုကတော့တတဲ့ကခဏခဏပြန်ရှာပြန်ရှာရတော့ပေါ့ကျွန်တော်ကအဓိကကိုပြည်သက်တွေဖွဲ့ဖွဲ့ရရရှိစေချင်တာပေါ့နော်အဲ့တော့ကျွန်တော်ကဒီကျွန်တော်နဲ့လက်တွဲမဲ့တရုတ်ဆောင်တွေကိုလည်း ဒီကားရဲ့မစခင်မီတင်မာတွေကလည်းပြောထားတယ်။အဲတတဲလို့ဆိုလဲစပြီးတော့တွေ့ကြတယ်ပြောထားတယ်စိတ်ရှည်ရမယ်ဆိုတဲ့ဟာပေါ့နော်။အဲ့တော့ကျွန်တော်တဏီကုံနေမှလည်းတဆင်းပြီးခြင်းမှာပြီးတာပေါ့။အဲ့တော့ဒါမှဒီနေ့ဆိုရင်ဒါကဝါရှောက်တဲ့အစင်းလေးပဲပေါ့နော်။အဲ့တော့တကယ် ID လောက်တဲ့ခါမျိုးဆိုရင်တခြားလူအသေးစိတ်ဒီစကားမှာမှမျက်ရည်ကျစေနေဒီတော့မှလှည့်ကြည့်ခြင်းနေပေါ့နော်။အဲ့လိုအသေးစိတ်စူးစမ်းကြတဲ့ပုံစံမျိုးကျွန်တော်ကသဘောကျဖြစ်တဲ့အတွက်ကိုဒီနေ့ဆိုလဲ မောက်တွေ့တယ်ပဲပေါ့နော်တကယ်ဆိုခဏခဏပြောင်းလျှောက်ရတယ်ပေါ့နော်အာခုနကမှနှစ်ယောက်စနေသေးရဲ့အာတကယ်လျှောက်တော့အောင်စင်အောင်မှတရောင်းမဲ့တစ်ခါပဲလျှောက်ရတယ်ပေါ့ခုကအခါပေါင်းများစွာလျှောက်ရတာပေါ့နော်အဓိကပုံသက်တွေကိုအဲရိုက်ချက်ကောင်းကောင်းလေးနေပြီးတော့ကတ်တိုင်းမှာအတက်နိုင်ဆုံးပေါ့နော် perfect ဖြစ်အောင်စူးစမ်းထားတဲ့သဘောပါပဲခင်ဗျဟုတ်ဟုတ်ကဲ့ရပါတယ်ဒီကောင်ကကျတော့ဒီ preliminary မှာ wicket ရတဲ့ဟာလေးဆိုတော့လေ ဒီပြိုင်ပွဲတုန်းကလည်းဒီဝစ်ဆောင်ဝစ်ဖို့တလားလောက် train ပြီးတော့မှဒီဟာလမ်းလျှောက်တာကြီးကျင်းခဲ့ရတာဆိုတော့ဆရာတော့အခုလည်းဒီဝစ်ဆောင်နဲ့လျှောက်တဲ့အချိန်မှာဟိုအခုမှပြန်ပြီးပွင့်လိုက်ရတဲ့အချိန်မှာပြိုင်ပွဲတုန်းကဒီ heavy ဖြစ်တဲ့ pressure ဖြစ်တဲ့ feeling တွေကိုတော့ပြန်ရလိုက်ပါတယ်။တကယ်ကြတော့သဘောကျတယ်။ဘာလို့လဲဆိုတော့အဲ့လိုဟို ကိုတော်တော် free မဖြစ်ပေမဲ့ပေါ့နော်ကိုတော် free ဖြစ်ဘူးဆိုတော့ဒါကောင်းတဲ့ဖက်ကတွင်းမယ်ဆိုတော့အရင်အဆင်ပြေတာပေါ့နော်ကိုအတွက်ကဒီလိုပြောရမယ်ဆိုရင်ဒီဟာအတွက်ကိုအကောင်းဆုံးလုပ်ရမယ်ကိုဘေးဟာဘေးစကလုံးပြောမှညှိကြရမယ်ဘေးစကလုံးဆိုဘေးဘက်ကိုကြီးလိုက်စေခြင်းဒါကိုဆက်ကလုံးဝဒီတေးတင်ပေးရဆိုတော့အဲ့ဒါအရင်သဘောကျတယ်အဲ့ဒါလည်းအဲ့လိုမျိုးဟိုအဲ့လိုချက်ပြီးတော့ပြောရမယ်ဆိုရင်တေချာတင်ပေးတဲ့ writer ဆိုတော့လေအရင်သဘောကျပါ အာအဓိကကကျွန်တော်တသဲကိုအာစပြီးသူပြိုင်ပွဲဝင်နေတဲ့ကာလတစ်လျှောက်မှာတည်းကသတိထားမိတာပေါ့နော်သတိထားမိရဲ့အချိန်မှာဗာသတိထားမိလဲဆိုတော့သူကအရန် bright ဖြစ်တယ်ပြီးတော့ mood ပေါ့နော်ပြီးတော့ဒီဒီ round ဆိုရင်ဒီလို mood နဲ့သွားမယ်ဒီဒီလိုပုံစံဆိုဒီလို mood နဲ့သွားမယ်ဆိုရယ်ပြီးတော့ तू miss ပြိုင်နေတဲ့လျှောက်လုံးမှာဆိုရယ် miss မှုကြီးနဲ့လုံးဝပေါ့နော်အဲ့လိုမျိုး तू အားထုတ်ခဲ့ကြိုးစားခဲ့ပေါ့တကယ်အပြင်ကတဲဆုံနေရဒီပုံစံမဟုတ်ဘူးပေါ့နော်တကယ်အရန် ကျွန်တော်ကအပြင်ကတက်ဆုံညင်ကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်ဒါပေမဲ့ဟိုကျွန်တော်ဒီကပြောချင်တာကသူအဲ့လိုမျိုးအဲတခြားလေး move နဲ့သူလောက်ရမဲ့တောင်ဝင်ကိုခြေပုံအောင်စူးစမ်းရတဲ့ကလေးဆိုတော့ကျွန်တော်သိရတယ်ပြီးတော့အရန်ညံကောင်းပြီး bright ဖြစ်တဲ့ကလေးဆိုတော့ item လုံးနိုင်ဤမလုံးနိုင်ဤဆိုတာကျွန်တော်မသိရသေးခင်ပါလေကို train train တော့သူစူးစမ်းကြည့်နေစိတ်အပြည့်ရှိမယ်ဆိုတာကျွန်တော်ယုံကြည်ထားတာအဲဒါကြောင့်ဒီတသိသိလက်ဖြူဆိုတဲ့ဇက်ကောင်လေးမှလည်းအာသူဆိုတာမျိုးကတိဖြစ်လာပါတော့เนาะကျွန်တော်ရောပြီးတော့ memory ကိုကိုပေါ့เนาะ တသက်လေးနဲ့ရိုက်ချင်တယ်တသက်ကိုစောင့်ကြမယ်ဆိုပြီးတော့ဒီပြန်မဲ့ပြီးရဲ့ကာလမှာ join ပြီးတော့ဒါအခုတော့ရိုက်ကူးရေးကာလစတင်နေပြီပေါ့နော်ဟုတ်ရိုင်းရင်စင်သွားဟုတ်ရိုင်းရင်စင်သွားကျွန်တော်အစားအဒရီမထားမိဘူးတတဲ့နဲ့အမားနဲ့လုတ်စင်နေဆိုပါလေဒါပေမဲ့ပုံနေတင်တဲ့ချိန်မှာပြိတ္တတွေကအရန်လုတ်စင်နေအာတကယ်တားမိလို့ပဲပြောကြတယ်ပြီးတော့အဲ့မှာပြန်ကြည့်ရပါအာဟုတ်တယ်တတဲ့ကောင်မှတတဲ့လည်းပြောရနော်အဲ့ဟိုအဓိကတို့မျက်ဝန်းလေးတွေကဟိုကြကြဲလေးတွေနဲ့အဲ့လိုမျက်လုံးအင်ကျဲတော့လေအာရိုင်းရင်စင်သွားဖြစ်ဖြစ်လိမ့်မယ်ထင်တယ်ဟုတ် အမတ်တရတွေကတော့အများကြီးပါပဲဒါကိုဆက်ဆိုရင်လည်းတဲတဲဟိုဒီရိုက်နေနေပါပဲတဲဒါဟိုဒီကနေစုပေးရတာပေါ့နော်ကိုဆက်ဆိုရင်အော်ရဲအော်ပြီးတော့စုအဲ့လိုမျိုးအခန်းလေးတွေရှိမယ်ပြီးတော့ဒီခါလေးကြာရင်ကိုဆက်ဆိုလုံးဝမွန်ပြရှိကနေကြည်နေနဲ့ကိုဆက်ကိုယ်တိုင်လိုက်ငိုတဲ့ဟာတွေလေအဲ့လိုမျိုးဆင်းနေလည်းရှိတယ်အဲ့တော့တကယ်ကိုကိုဆက်စိတ်နှစ်နိုင်စွမ်းကအရန်များတယ်ပေါ့နော်အရန်များပြီးတော့အဲ့လိုမျိုး memory လေးအများကြီးရှိပါတယ်ပြီးတော့တို့လုံးဝမဆင်းနေဆိုရင်တဲလုံးဝမဆင်းနေဆိုရင် ကျွန်တော်အရင်လုတ်ပြလိုက်တာပေါ့နော်ငွေငွေစေးဆိုရင်ကိုဆက်အရင်လုတ်ပြလိုက်အရင်လုတ်ပြလိုက်တယ်ပြီးတော့တဲဒီအိုင်းကြည့်ဒီအိုင်းလုတ်ဆိုတဲရတယ်အဲ့ချိန်မှာကျွန်တော်လုတ်ပြတဲ့အချိန်မှာ तू ကအာယုံစုစမှုအပြင်းမျိုးကျန်တဲ့အရာဘာမှ तू ခေါင်းလည်းမရှိတော့ဘူးဘာပဲပြောလဲ तू နားမထောင်တော့ကျွန်တော်တို့ပဲကြည့်ပြီးတော့အဲ့အတိုင်း तू ရအောင်ပြန်စူးစမ်းရဲပေါ့အဲ့လိုမှတ်ရဟိုဟိုတကယ်မြုပ်ွက်စင်းလေးစင်းဆိုခေါင်းလှဲ့တာအစားကျွန်တော်မကြိုက်လို့ပေါ့နော်တခြားလေးကို तू ခေါင်း ဒီကိစ္စပြီးတော့မှလှည့်မယ်အဲ့လိုအတိအကျလေးပေါ့နော်သဲလည်းအရန်စူးစမ်းရဲတကယ်စိတ်ချမ်းသာပါပဲဗျာမရှော့သေးဘူးရှော့တော့မရှော့ဘာမရိုက်ကွင်းလိုက်ခြင်းပို့ပြီးတိလိုက်မယ်အရန်ဒီထဲမှာဇန်ဝင်သွားရင်ဒီထဲကိုပဲအဲ့လိုမျိုးနှုတ်ဝင်သွားတာပေါ့တဲ့ဟိုအဲ့လိုအကြီးကျယ်စုထားတဲ့ခန်းလေးတွေ making လေးရှိပါတယ်အာကြုံတင်တဲ့ခါကျရင်ပြိတက်တွေအမတ်တရကြီးကျယ်စုထားတဲ့ခန်းလေးတွေပေါ့ကြီးအောင်တင်ပေးပါမယ်ခင်ဗျာအာမဟုတ်ဘူးစုရဲဆိုတာငိုအောင်စုတာ မောင်စုကတကယ်ကဒီဇဝင်ကမ်းမှာတကယ်ကိုအရေးကြီးဆုံးကမ်းဖြစ်နေတော့သူမျက်ရည်ရအောင်အဲမုပေါ့နော်အဲ့လိုကျွန်တော်တို့ကရိုက်ကူးရေးဆိုတော့တတရတော်ပြီးသားငုံနိုင်ပြီးသားဒါပေမဲ့ lighting error ဖြစ်ရင်ဖြစ်မယ်ပြီးကတ်ကတ်တွေပြန်ချိုးရရှိရင်ရှိမယ်ဒီပေါ်မှာ mood ကိုပြန်ပြီးတော့ဆွဲခေါ်ဖို့ကြာသူ့အတွက် experience ကလိုသေးရအောင်เนาะလိုသေးရဆိုတော့အဲ့တော့ဒုံးဆိုပြီးတော့ပြန်တက်ဖို့အတွက်ကကြာတော့ကျွန်တော်ကဘေးကနေပြီးတော့ aura လည်းရှိရယ်တူတူလေးကတ်ပြီးတော့နှစ်ယောက်တည်းတည်ကိစ္စရပြောရလည်းရှိရယ်အစုံပေါ့เนาะအဲ့တော့ အဲရန်စီဂျီပါတဲ့တကယ်ကိုအဲ့လောက်စူးစမ်းမယ်တော့ကျွန်တော်မထင်သားဘူးပေါ့နော်ဟာမြုပ်ခွဲဆိုမှာတော့မြုပ်ခွဲမြုပ်ခွဲဆိုမှာပိတ်ကားမှလာကြည့်ရအကောင်းဆုံးဖြစ်မှာပါအဲဒါပေမဲ့ကျွန်တော်ပြောနိုင်တာတော့ထင်သားအထက်ပို့ပြီးတော့မြုပ်ထားရဲ့ဇလန်လေးအများကြီးစက်ကွက်လေးအများကြီးရှိပါလိမ့်မယ်ခါဟိုပါလေကျွန်တော်ဒီဘိုင်းနဲ့ပတ်သက်ပြောရရင်တော့အဲတတဲဘဝမှာဒါအခုဆိုရင်သူကားရဲ့စားရည်နေပြီပေါ့နော်ရုပ်ရှင်လောကရဲ့သူစားဝင်လာပြီပေါ့အဲ့တော့ သူနောက်ထပ်နောက်ထပ်လည်းအများကြီးစကားကြီးအများကြီးကြုံပါပါပဲဒါပေမဲ့သူ့ဘဝမှာတော်တော်ဆက်လက်ဖြူဆိုရဲစကောင်လေးကသူဘယ်ကြောင်းနေနေအသက်ဘလောက်ကြီးကြီးပြန်တွေ့လိုက်တိုင်းမှာအမှတ်တရတစ်ခုဖြစ်စေမဲ့စကားဖြစ်မဲ့ဆိုအမခံပါဟုတ်ကဲ့ဒီတတဲ့ဆက်လက်ဖြူဇက်ကောင်လေးကဘေးချိန်မဲ့ပြန်ကြည့်ပြန်ကြည့်ပေါ့နော်မယိုးသွားပဲနဲ့ဒီရင်ထဲမှာဆွဲချန်စီမဲ့ဇက်ကားလေးတကားဇက်ကောင်တစ်ခုဖြစ်မယ်လို့တည်းလည်းယုံကြည်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ကဒါရိုက်ကူးပြီးတာနဲ့ပြည်သက်တွေရှိကိုအမြန်ဆုံးရောက်နိုင်အောင်ပေါ့နော်စူးစမ်းနေပါခင်ဗျာအခုကလေးကပြည်သက်တွေအများကြီးစိတ်ဝင်စားပြီးနေတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒါကလည်းကျွန်တော်တို့ရုံပေါ်အမြန်ရောက်နိုင်ဖို့အတွက်ကိုအထောက်အကူအများကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဲတေချာလေးပေါ့နော် PPO ရဲ့ပြည်သက်ရှိကိုဟိုတင်ဆက်လိုက်တာမဟုတ်ဘဲနဲ့တကယ်ပြည်သက်တွေကြည့်ရတာဟိုအမတ်တရားဖြစ်စေမဲ့စကားကောင်းတကားဖြစ်အောင်အများကြီးပြင်ဆင်ပြီးစူးစမ်းပြီးတော့ပြည်သက်တွေရှိကိုရောက်လာဖို့အမြန်ဆုံးရောက်လာဖို့တော်စူးစမ်းပါမှာပါ ဟုတ်ကဲ့မင်းချူကယုံတင်လဲအားလုံးတကယ်ဖန်လေးတွေရောဒီစကားအပေါ်မှာအားပေးကြတဲ့ဖန်လေးအားလုံးကိုလိုက်ခဲ့ဖို့တကယ်ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကဲကဲကဲ